ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစာမားတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ပြည့်ရက်တလားထတ်တိုးထားတဲ့စစ်ကောင်စီကဒီရက်ပိုင်းထဲနိုင်ငံတဝန်လေကြောင်းပုံးကျဲတိုက်ခိုက်မှုတွေဇက်တိုက်လုံးနေပါတယ်။ရွှေကျင်မြို့နယ်အခြေစားအမှတ်96ချင်းမြန်တရင်ဌာနချုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ပိုလန်နိုင်ငံနဲ့နိုင်ငံသားတွေဘာကြောင့်စစ်ပစ်နေတာလဲဆိုတာနဲ့ကင်ဆာရောဂါသည်တွေအတွက်အလားအလာကောင်းတွေကိုဖန်တီးပေးမဲ့ကင်ဆာဆေးအသစ်တမျိုးကို အင်္ဂလန်နိုင်ငံကစတင်အသုံးပြုလိုက်တဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ အခုတော့မြန်မာသတင်းတွေနဲ့ဆက်ရအောင်ပါငလင်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အပြစ်ရက်ကာလကိုတလထပ်တိုးထားတဲ့စစ်ကောင်စီတပ်ဟာနိုင်ငံတဝမ်းမှာလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကိုဆက်တိုက်လုပ်နေပါတယ်မေလ23ရက်နေ့ဒီနေ့မှာပဲဒီရခိုင်ပြည်မှာရှိတဲ့ရသေးတောင်နဲ့ကြောက်ဖြူမြို့နယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ် ကြောက်ဖြူမျိုးနယ်တဲကလက်ခမော်ရွာကိုဒီကနေ့မနက်အစောကြီးဒီ၄နိုင်လောက်မှာဘုံကျဲခဲလို့ရွာကဖုန်ကြီးကြောင်းမီးလောင်ပျက်စီးသွားပါတယ်။နောက်ပြီးတော့ရသေးတောင်မြုံနယ်တဲကထွန်းရီဝါရွာကိုတော့ဒီနေ့မနက်၁၀နိုင်လောက်မှာလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရက်သား၃၃ယောက်တည်ပြီးတော့အယောက်၂၀နီးပါးထိမှန်ထန်ရန်ရရှိခဲ့ပါတယ်။မနေ့ကဆိုလို့ရှိရင်လည်းဒီစကိုင်းတိုင်းတပည့်ရင်မြို့နယ်တဲကအိုးထိန်တွင်နောက်ပြီးတော့ဒီချောင်းဦးမြို့နယ်ထဲမှာဆိုလို့ရှိရင်လည်းမန်ချူရွာနဲ့အင်းတော်မြို့နယ် မော်လူးမှာရှိတဲ့ဟဲနုရွာတို့ကိုလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာတွေလုပ်ခဲ့ပါတယ်။ ။အိုထင်းတွင်းရွာတဲ့ကအလဲတန်းကျောင်းဘုံကျဲခံရမှုတွေမှာတော့အចောင်းသူចောင်းသားနဲ့ဒီဆီယာမအလုံးပေါင်း22ယောက်တေဆုံခဲ့ပါတယ်။မှန်ချိုရွာလီကျောင်းဘုံကျဲတက်ခတ်ခံရမှုတွေမှာတော့အမျိုးသမီး2ယောက်တေဆုံခဲ့ပြီးတော့10ယောက်လောက်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။အိုထင်းတွင်းရွာကိုဒီနေ့မှလည်းစစ်ကောင်စီတပ်ကလီကျောင်းကနေဘုံကျဲတက်ခိုက်တာတွေထပ်ပြီးတော့လုပ်နေပါတယ်။မော်လူးမြို့မှာရှိတဲ့ဟန်နုရွာမှာလည်းဒီစာတင်ကျောင်းနဲ့လူနေအိမ်တွေကိုစစ်ကောင်စီကလီကျောင်းကနေဘုံကျဲတက်ခိုက်ခဲ့လို့ပြည်သူ2ယောက်တေ 송비로 ခုနှစ်ယောက်လောက်ကတော့ဒဏ်ရာရရှိခဲ့တယ်လို့ Indoor Revolution IR အဖွဲ့ကထုတ်ပြန်ထားပါတယ်။သခိုင်းတိုင်းအပြင်ရှမ်းမြောက်ဒေသတွေကတန်းမျိုးသားလူမျိုးရေးတက်မတော့ TNL ကထိန်းချုပ်ထားတဲ့ဒီမျိုးရွာတွေကိုလည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပါတယ်။ TNL ထိန်းချုပ်ထားတဲ့မိုင်းငော့မြို့တဲကဒီတာလုံရက်ွက်မှာရှိတဲ့စာတင်ကျောင်းကိုလည်းစစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မိုင်းငော့မြို့လေကြောင်းတိုက်ခိုက်ခံရမှုတွေမှာတော့အရက်သားထိမှန်သိမ်းဆုံးတာမျိုးမရှိပေမဲ့ မန်တုံမြို့ကဒီအောင်ချမ်းသာရက်ွက်ထဲလေချောင်းပုံကျဲတက်ခတ်ခံရမှုမှာတော့ဒီသခန်တယောက်တေပြီးတော့6ယောက်လောက်ကတော့ထိမှန်တရားရခဲ့ပါတယ်။မနေ့ကည10နာရီခွဲလောက်မှာအောင်ချမ်းသာရက်ွက်ကိုလေချောင်းကနေပုံကျဲတက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီတက်ခတ်မှုထဲမှာတော့အိမ်၁၀လုံးကျော်ထိမှန်ပျက်စီးခဲ့ပါတယ်။တစ်ဖက်မှာလည်းဒီဘဲရင်မြို့နယ်အိုးထိန်တွင်းရွာဒီစာတင်ချောင်းလေချောင်းပုံကျဲတက်ခတ်ခံရမှုကိုသူတို့ကကျူးလွန်တာမျိုးမရှိဘူးဆိုပြီးတော့စစ်ကောင်စီကပြောင်ပြောင်တင်းတင်း င်းလိမ့်လေပြီးတော့ထုတ်ပြန်ထားပါတယ်။ဘကူတိုင်းရွှေကျင်မြို့နယ်ထဲကဒီအခြေစိုက်တဲ့အမှတ်698ချင်းမြန်တက်ရင်ဌာနချုပ်ကိုပြန်လည်ထိန်းချုပ်ထားလိုက်ပြီးဆိုပြီးတော့စစ်ကောင်စီကမနေ့ကထုတ်ပြန်လာပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေကတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ခမရ698တက်ရင်ဌာနချုပ်ကိုစစ်ကောင်စီကမေလ17ရက်နေ့မနေ့ပိုင်းမှာပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့မနေ့ကပဲဒီစစ်တပ်လက်အောက်ခံဝါရဖြန့်သတင်းစာတွေမှာဖော်ပြလာပါတယ်။တော်လိုင်းရေးတ က်ဖွဲ့ဘက်က6ရက်သေဆုံးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။အမှတ်998ချင်းမြန်တပ်ရင်းဌာနချုပ်ကိုစစ်ကောင်စီကအင်အားအလုံးရင်းနဲ့ပြန်လည်တိုက်ခိုက်ရယူထားတယ်လို့လည်းဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေကအတည်ပြုပြောပါတယ်။ရွှေချင်းမြို့နယ်ဒီဇလုံကြီးရွာမှာအခြေစိုက်တဲ့ခမာယ998တပ်ရင်းဌာနချုပ်ကိုတော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေကမေလ10ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတပ်ရင်းကိုပဲဒီစစ်ကောင်စီဘက်ကအင်အား900 ကျော်နဲ့စစ်ကြောင်းထိုးလာပြီးတဲ့နောက်စခန်းကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။တော်လိုင်းရေးပူပေါင်းအဖွဲ့တွေကခမရ998တက်ရင်ဌာနချုပ်သိန်းတိုက်ပွဲထဲမှာဆိုရင်စစ်ကောင်စီတပ်သားတွေရဲ့အလောင်း30လောက်တွေ့ခဲ့ပြီးတော့ဒီစစ်တုံးမှန်6ရောင်းနဲ့မိသားစုဝင်9ယောက်ကိုလည်းဖမ်းဆီးထိန်းသိမ်းရမိခဲ့ပါတယ်။ တော့ကမ္ဘာနဲ့ဒေတာအတွင်းကသတင်းတွေကိုဆက်ပြီးပြောပြမှာပါ။အာကမ္ဘာသတင်းကိုဒီယင်းနီမြုံနှံမှုလုပ်ငန်းတွေကိုဝါသနာပါတဲ့သူတွေစိတ်ဝင်စားတဲ့သတင်းတစ်ပုဒ်နဲ့ပဲစပါရစေ။အမေရိကန်နဲ့တရုတ်တို့ဒီကုန်သွယ်ခွင့်တိုးမြင့်လာတွေကိုရက်60ဆိုင်းငံ့လိုက်ပြီးတဲ့နောက်မှာတော့ကမ္ဘာ stock share ဈေးကွက်ဟာဆိုရင်တနင်္လာနေ့ကထိုးတက်သွားခဲ့ပါတယ်။ကုန်သွယ်ရေးစစ်ပွဲထဲမှာဆိုရင်နှစ်နိုင်ငံကုန်သွယ်ရေးကဒေါ်လာဘီလီယံ600ပိုကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ယာယီသဘောတူညီချက်အရအမေရိက 刚刚。 145ရာခိုင်နှုန်းကုန်သွယ်ခွင့်တိုးမြင့်ထားတာကို30ရာခိုင်နှုန်းအထိပဲတိုးသွားဖို့သဘောတူထားပါတယ်။တရုတ်ဘက်ကကုန်သွယ်ခွင့်တွေကို125ရာခိုင်နှုန်းတိုးမြင့်သတ်မှတ်ထားတာကိုဒီ10ရာခိုင်နှုန်းပဲတိုးမြင့်မယ်လို့သဘောတူထားလိုက်ပါတယ်။ဒါပေမဲ့အခုလိုမျိုးအခွန် short ချမှုဟာရပ်ပေါင်း90ပဲအကျုံးဝင်မှာဖြစ်ပြီးတော့အဲ့ဒီကာလကြော်သွားရင်ဘာတွေဆက်ပြီးဖြစ်မယ်ဆိုတော့ကိုတော့မသိရသေးပါဘူး stock share ဈေးတွေထိုးတက်သွားတာနဲ့ဒီတစ်ဖက်မှာဆိုလို့ရှိရင်လည်းကမ္ဘာရွှေဈေးကထို းကျသွားပါတယ်။ဒီတစ်ပတ်ဈေးအဖွဲ့မှာဆိုရင်အရင်တစ်ပတ်ကထက်ရွှေဈေးဟာ2.8ရာခိုင်နှုန်းအထိကျဆင်းသွားတာဖြစ်ပါတယ်။ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ပိုလန်နိုင်ငံနဲ့နိုင်ငံသားတွေဘာကြောင့်စစ်ပြင်းနေကြတာလဲဆိုတာကိုပြောပြပါမယ်။ဒီရုရှားကယူကရိန်းကိုအင်ပြစ်အပြစ်နဲ့ဝင်တိုက်ပြီးတဲ့နောက်မှာရုရှားရဲ့နောက်ထပ်ကျူးကျော်မဲ့နိုင်ငံဟာ ပိုလန်ဖြစ်မယ်ဆိုပြီးတော့ပိုလန်နိုင်ငံကတွက်ဆထားကြပါတယ်။အမေရိကန်မှာသမ္မတဒေါ်နယ်ထရမ့်တက်လာပြီးတဲ့နောက်အမေရိကန်ကဥရောပလုံခြုံရေးကိုတာဝန်မယူလို့တော့ဘူးလို့ပြောလာတဲ့နောက်မှာတော့ဒီကိစ္စကိုပို့ပြီးတော့အာယုံဆိုင်လာကြတာပါ။ကာကွယ်ရေးဘတ်ဂျက်တွေတိုးမြင့်လိုက်ပြီးအမြဲတမ်းစစ်အင်အားကို9သိန်းအထိတိုးမြင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အသက်ပြည့်တဲ့နိုင်ငံသားယောက်ျားလေးတိုင်းကိုလည်းဒီအရန်စစ်အင်အားအဖြစ်ထည့်သွင်းလိုက်ပြီးတဲ့နောက်မှာစစ်တင်နှံယူခိုင်းထားပါတယ်။တစ်ဖက်မှာဆိုရင်လည်းမဟာမိတ်ဥရောပနိုင်ငံတွေကိုအမေရိကန်ကိုအားမကိုဘဲနဲ့ကိုယ့်ဘာသာကိုပြင်ဆင်ကြဖို့နဲ့နောက်ပြီးတော့စစ်အသုံးစရိတ်ကိုတိုးမြင့်သုံးစွဲဖို့တိုက်တွန်းထားပါတယ်။ဒေသတွင်းကသတင်းတပုတ်ကိုဆက်ရမယ်ဆိုရင်တော့ဒီကရင်ပြည်ကော့ဂရိတ်ခရိုင်ထဲကတိုက်ပွဲတွေကြောင့်ထိုင်းနယ်စပ်မှာထိုင်းကစစ်အင်အားတိုးချဲ့ချထားလိုက်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြ ြပါရယ်လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့နေရာဟာထိုင်းနယ်ဇက်ကနေ9ကီလိုမီတာလောက်ဝေးပေမဲ့မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေတိုးပြီးတော့လုပ်နေတာကြောင့်အခုလိုမျိုးအင်အားတိုးချဲ့လိုက်တာဖြစ်တယ်လို့ခောက်ဆွတ်သတင်းမှာဖော်ပြထားပါရယ် ထိုင်းစစ်တပ်ကဒီရိန်ဂျာတပ်ဖွဲ့တွေကိုတပ်ခရိုင်မဲဆောက်မြို့နယ်ထဲကဗမ်မဲတန်ဆိုတဲ့ရွာမှာတူးချက်ချထားလိုက်တာဖြစ်ပါတယ်။တိုက်ပွဲတွေကဝေးတယ်ဆိုပေမဲ့ဒီဘုံတန်တွေလက်နက်ကြီးတန်တွေကိုထိုင်းနယ်စပ်ကအထီးကြားနေရတယ်လို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီကင်ဆာရောဂါသည်တွေအတွက်တော့သတင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ကင်ဆာရောဂါသည်တွေအတွက်အလားလာကောင်းဖို့ဒီဖန်တီးပေးမဲ့ကင်ဆာဆေးအသစ်တစ်မျိုးကိုဥရောပမှာအင်္ဂလန်နိုင်ငံကစတင်ပြီးတော့အသုံး ြူလိုက်ပါတယ်ဒီဆင်းဟာတခြားဆေးတွေလို drip pipe နဲ့မသွင်းရဘဲဆေးထိုးချိန်3မိနစ်ကနေ5မိနစ်အထိပဲကြာတယ်လို့ဆိုပါတယ်ဒီလိုမျိုးဆေးပိတ်မှုမြန်ဆန်တာကြောင့်လူပေါင်း15000လောက်ကိုကုသနိုင်လိမ့်မယ်လို့အင်္ဂလန်အမျိုးသားကျန်းမာရေးဌာနကခန့်မှန်းထားပါတယ်ဓာတုဗေဒနာမည်ဖြစ်တဲ့ဒီ Nivolumab အဲကုမ္ပဏီထုတ်ဆင်းနာမည်ကတော့ဒီ off ဒီဗိုဆိုတဲ့ဆေးဟာကိုခန့်အားဆိုင်ရာကုသမှုအတွက်ဆေးအစ်စ်တစ်မျိုးဖြစ်ပါတယ်ဒီဆေးကို အဆုပ်ဥလန်းချောင်းကြောက်ကတ်အာစီအိမ်ပြီးလို့ရှိရင်ဒီအစာအမျိုးရက်ပြွန်ပြီးတော့အရေပြားနဲ့ ခေါင်းနောက်ပြီးလယ်ဘေးမှာဖြစ်တဲ့ကင်ဆာတွေအပါအဝင်ကင်ဆာယောဂါ15မျိုးကိုကုသနိုင်မယ်လို့ဆိုထားပါတယ်။ကိုခံဆွာအားကိုအခြေခံမဟုတ်တဲ့အရင်ကဒီအာခီမိုသီရပီပေါ့နော်ခီမိုကင်ဆာဆေးတွေကကင်ဆာဆဲနဲ့ခန္ဓာကိုယ်ကစမ်းမတန်ဆွမ်းတဲ့ဆဲတွေကိုခွဲခြားတာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒီကင်ဆာဆေးတွေဟာဆိုရင်ဆေးကုသတဲ့ဒီကင်ဆာယောဂါသည်တွေကိုသေစေတဲ့အပြင်အာရင်ချိနေတာအပါအဝင်ဘေးထက်ဆိုးကျိုးအများပြားကိုကြုံ စေခဲ့ရပါတယ်အခုဒီဆေးအစ်စ်ကတော့တခြားကုခန့်ဆွမ်းအားကုသမှုဒီ immunotherapy ဆေးတွေလိုပဲဖြစ်ပါတယ်။ cancer ဆေးတွေကနေကုခန့်အားစနစ်ကိုပိတ်ပင်တားဆီးစေတဲ့ဖြစ်ရပ်တွေကိုကျော်လွှားပြီးတော့ဒီကုခန့်ဆွမ်းအားက cancer ဆေးတွေကိုတိုက်ဖြတ်နိုင်ဖို့အတွက်အကူအညီပေးမှာဖြစ်ပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကို NMG ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်းလင်းချမ်းမြေကြပါစေရှင်။